အေယဝဒေတာရွှေတောင်ရဲနဲ့တာပေါင်းမျိုးနဲ့အဆက်မှာစစ်တပ်နဲ့အရခတက်တော်တို့အကြားတိုက်ပွဲတွေပြင်းထန်နေပြီးကွာကန်းကျေတခြားကိုလည်းရေတပ်နေပြီးတွေကအမြောက်တွေနဲ့ပြစ်ခတ်မှုတွေရှိနေတယ်လို့သိရပါဗျ။လက်ရှိတိုက်ပွဲတွေဟာရွှေတောင်ရဲမျိုးအနီးကမကြီးစင်ရွာနဲ့တာပေါင်းမျိုးနဲ့အထက်ကသေးဖြူရွာဖက်တွေမှာအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ တိုက်ပွဲထဲကလက်နက်ကြီးပြစ်ခတ်တံတွေကိုသေးဖြူနဲ့မကြီးစင်ဘက်ကအရင်ကလည်းကြားနေရပေမယ့်အခုရပိုင်းမှာတော့လက်နက်ကြီးတံတွေကိုပိုပြီးကြားနေရတယ်လို့တာပေါင်းဒေတာခန်တွေကပြောကြပါဗျ။2024ခုနှစ်ဒီဇင်ဘာလအတွင်းအရခတ်တော် AA ဟာကွာမျိုးကို AA ကသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်းအေယာဝတီတိုင်းပတ်သိမ်းခရိုင်အတွင်းကရွှေတောင်ရံအနားမှာရှိတဲ့ဘောမီနဲ့မကြီးစင်တို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးတဲ့နောက် ်6လလောက်အကြာမှာအခုတိုက်ပွဲတွေအဲ့ဒီဒေသမှာပြန်ပြီးဖြစ်ပွားလာနေတာပါတိုက်ပွဲတွေဟာရွှေတောင်ရံမြို့အနားမှာဖြစ်ပွားနေတဲ့အချိန်မှာပဲစစ်တပ်ရဲတပ်နေပြည်တော်ကနေလဲပင်လယ်ပြင်အထက်ကနေကွာမြို့နေကမ်းခြေတစ်လျှောက်ကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်ခတ်တာတွေရှိနေတယ်လို့သိရပါဗျ။ဒီလ22ရက်နေ့ကပင်လယ်ပြင်အထက်ကိုရောက်ရှိနေတဲ့နေပြည်တော်ဆင်းကနေလူနေကြီးပါတွေကိုဥတီပြီး15ကြိမ်တိတိပစ်ခတ်ခဲ့တဲ့အတွက် ကွာရှောင်းအဝမှာရှိတဲ့ရေလေကြောက်ပုံအနားမှာကြာရောက်ပေါက်ကွဲခဲ့တယ်လို့လဲ ABN သတင်းမှာဖော်ပြထားပါတယ်